ပြောထားတဲ့စကားအတိုင်းဟွိုင်လန်းကိုလည်းစာပြန်ချေပြသွားခဲ့တဲ့ဂိုကြီးရော်နယ်ဒို ကောက်ကျင်းရဲတို့ကတော့ပြီးခဲ့တဲ့ညကစားခဲ့တဲ့ Nation League Quarter Final နဲ့ဒုတိယကျောပွဲစဉ်မှာသူ့ရဲ့စကားအတိုင်းမန်ယူတိုက်စစ်မှုဖိုင်လန်ကိုလက်စားပြန်ချေပြသွားခဲ့ပါတယ် Nation League ပထမကျောပွဲစဉ်ဖြင့်ဒိမန်နိုင်ငံမှာကစားခဲ့တဲ့ဆယ်ရိုရဲ့ပေါ်တူဂီအသင်းဟာဖိုင်လန်ရဲ့တလုံးတဲသောအတွင်းကိုနဲ့အဝေးဘက်မှာရှုံးဝဲကြုံတွေ့ခဲ့ကြပါတယ်အဆိုပါပွဲစဉ်မှာဆယ်ရိုရဲ့ပေါ်တူဂီအသင်းဟာဒိမန်အသင်းရဲ့ဥစားမှုရဲ့အောက်ကိုရောက်ရှိခဲ့ရပြီးအင်ရှင်တို့ပြည်မြလူသွားခဲ့ကြတာဖြစ်ပါတယ်အဲလိုအင်ရှင်အသင်းရဲ့အကွင်းမှာတွားရောက်ကစားခဲ့တဲ့အချိန်မှာဆယ်ရိုဥစားနဲ့ပေါ်တူဂီအသင်းဟာဒိမန်အသင်းကိုဘာပြားပေးမှုမှလုံဆောင်နိုင်ခြင်းမရှိခဲ့သလိုဂိုးဘောက်ကန်ချက်ကလည်းရှိကျင်သာရှိခဲ့ပြီးဒိမန်အသင်းရဲ့ဂိုးဘော ော့တဲမတ်မှုကလာနှစ်ကြိမ်သာရှိတဲ့ခဲ့တဲ့အထိအချင်းတွေဆိုးရွားခဲ့တာဖြစ်ပါရင်နောက်ပြီးအဲ့ထက်ပိုဆိုးလာကတိုက်စစ်ကိုဦးဆောင်လာတဲ့ဆယ်လိုနဲ့ရာဖေးလီယိုတို့ဟာဂိုးဘောက်တဲမှုတစ်ကြိမ်မှမရှိခဲ့ကြပါဘူးအချင်းတွေကအဲ့လောက်ထိဖြစ်ခဲ့တဲ့ပေါ်တူဂီကဒိမတ်ကိုပထမအကြော်မှာရှုံးပေးသွားခဲ့တာပါဒါ့ပြင်ဒိမတ်တိုက်စစ်မှုခွိုင်လန်းဟာဒိမတ်တို့အနိုင်ကိုရယူပြီးသွားတဲ့အချိန်ပေါ်တူဂီသားကြီးရဲ့ရှေ့မှာရင်သူရဲ့အောင်ဝဲခံပုံစံဖြစ်တဲ့ဆူဝီပုံစံနဲ့အောင်ဝဲခံသွားခဲ့တာဖြစ်ပါရင်အဆိုပါအောင်ဝဲခံမှုနဲ့ပတ်သက်ပြီးခွိုင်လန်းကတော့သူကပေါ်တူဂီသားကြီးကိုလေးစားအားကျတဲ့အတွက်အခုလိုအောင်ဝဲခံသွားခဲ့တာပါဆိုပြီးပြောသွားခဲ့ပါရင်ဆိုတော့ကလည်းခွိုင်လန်းရဲ့အောင်ဝဲခံမှုပုံစံနဲ့ပတ်သက်ပြီးအပြည့်အမြင် င်ပြောဆိုတာမျိုးမရှိခဲ့ပေမဲ့ဒုတိယအကြော့ပြန်ဆောင်တဲ့အခါသူရဲ့အောင်ပွဲခံမှုပုံစံကိုဝိုင်းလဲပြန်လည်မြင်တွေ့ရလိမ့်မယ်ဆိုပြီးပြောသွားခဲ့ပါတယ်။ပရိသတ်ကြီးကအဲကိစ္စကကျွန်တော်အတွက်ဘာပြောနာမှမရှိပါဘူး။သူကျွန်တော်ကိုမလင်းစားတော့အဲ့လိုအောင်ပွဲခံခဲ့တာမျိုးမဟုတ်ပါဘူး။ကမ္ဘာတော်ကလူတိုင်းကအဲ့လိုအောင်ပွဲခံခြင်းနေကြတာဆိုတော့ကျွန်တော်အတွက်ကရုံးနေပါပြီ။သူလည်းကျွန်တော်အတိုင်းအောင်ပွဲခံခြင်းမိပါပါ။ဂုဏ်တော်ယူမိပါတယ်။ဒါပေမဲ့လာမယ့်ပွဲတွေမှာတော့ကျွန်တော်အောင်ပွဲခံတာကိုသူပြန်မြင်ရမှာဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။ ကလေးဘွားကလေးကဆွေရိုရဲ့အမဂန်ပရိသတ်တယောက်ဖြစ်ခဲ့တဲ့ဝိုင်လန်ကတော့အရင်ကလေးကပိုတူဂီသားကြီးရဲ့ပွဲစဉ်တွေကိုလိုင်းလံအားပေးခဲ့သူတယောက်ဖြစ်ပြီးဆွေရိုကြောင့်ဘောလုံးကိုချင်းမြတ်တို့တက်ကြောင်းဖွင့်ရသွားခဲ့ပါတယ်။အခုတော့ဆွေရိုဟာသူ့ရဲ့ကလေးစကားတခွန်တိုင်းလုပ်ပြသွားနိုင်ခဲ့တယ်လို့ဆရာမဖြစ်ပြီးပြီးခဲ့တဲ့ညကစားခဲ့တဲ့ Nation League ပွဲစဉ်မှာပိုတူဂီအသင်းအတွက်ဆွေရိုဟာအရေးပါတဲ့တွင်းကိုတကုတ်ကိုတွင်းယူခဲ့တယ်လို့ဝိုင်လန်ရှေ့မှာတွင်ပဲပြန်လည်ကအောင်ဝဲခံပြသွားခဲ့ပါတယ်။ဖြစ်ကျင်တော့ဟွိုင်လန်ကြောင်ဆယ်ရိုကိုသွင်းအပြီးအဝဲခံတဲ့ပုံစံကိုမြင်တွေ့ခဲ့ရပြီးပြီးချင်းပါပဲလူစားလဲချင်းမှာခံသွားခဲ့ရတာဖြစ်ပါရင် ဆရာတို့ရဲ့စိတ်ကိုသွားပြီးနှုတ်ဆွမိတဲ့လူတယောက်အတွက်ဒါဆရာတို့စီကပြန်လဲရရှိခဲ့တဲ့တံမြန်တက်ရောက်မှုပါပဲပထမအကြော့မှာဒီကောကောမရှိနဲ့ရှုံးနေခဲ့တဲ့အတွက်ဆရာတို့ဥဆောင်နဲ့ပရိဂီအသင်းဟာဒိမတ်ကိုပထမအကြော့မှာပုံစံမတူဘဲနဲ့ဒိမတ်ကိုဖိအားပေးမှုတွေထောက်ချောက်ပြုလုပ်နိုင်ခဲ့ကတင်းကုန်နေရရှိဖို့တဲ့ကြိုးစားသွားခဲ့ကြပါတယ်ဒါကြောင့်လည်းပွဲအစ9မိနစ်မှာပရိဂီအသင်းဟာပနတီရရှိခဲ့ပြီးအဆိုပါပနတီကိုဘရန်လိုကန်သွင်းခဲ့ရမှာဂိုးမှုန်ရင်ချင်းတော့မရှိခဲ့ပါဘူး ဒါပေမဲ့ပွဲချိန်38မိနစ်ရောက်မှာတော့ဒိမန်နောက်ကန်လိုအန်ဒါဆန်ရဲ့ကိုယ်ကိုယ်ပြန်လည်သွင်းယူခြင်းနဲ့အတူပေါ်တူဂီကအုပ်ဆောင်ကိုစတင်ရရှိသွားခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်း56မိနစ်မှာခရစ်စတန်ဆန်က ဒိမန်အတွက်ခြေပါကိုပြန်လည်သွင်းယူပေးခဲ့တာကြောင့်တပတ်တကောစီဖြစ်သွားခဲ့ပါတယ်80နာမိနစ်ရောက်မှာတော့ဆယ်လိုကပေါ်တူဂီအတွက်ဥစ္စာကိုပြန်လည်ရယူခဲ့ပြီးပွဲရဲ့အချိန်ကိုမြင့်တင်ပေးခဲ့ပါတယ်ဒိမန်အသင်းကလည်းပေါ်တူဂီကိုရှိန်နေနိုင်မှုရှိပေချက်ချင်းဆိုလိုပြန်လည်ခြေပါကိုသွားခဲ့ပြီးအဆိုပါကိုကိုအယ်ရစ်စင်က86မိနစ်မှာသွင်းယူသွားခဲ့တာပါအဲဒီနောက်87မိနစ်မှာထရာကာအိုကဥစ္စာကိုရယူသွားခဲ့တဲ့အတွက်ပေါ်တူဂီနဲ့ဒိမန်တို့ဟာနှစ်ကျော်ပေါင်းတပတ်သုံးကောစီဖြစ်နေတဲ့အတွက်မိနစ်30ဆက်ပြီးကစားခဲ့ရမှာပေါ်တူဂီအတွက်ထရက်ကာအိုနဲ့ကွန်ဆာလိုရာမိုတို့ကဂိုးရင်ရယူပြီးငါးဂိုးသုံးဂိုးနဲ့ပေါ်တူဂီကနောက်ဆင့်ကိုတွားရောက်ခဲ့ကြတာလည်းဖြစ်ပါရင်